ဲမင်္ဂလာပါရှင်ဆရာမလေးအခုပြောပြပေးမယ်ရေဒီယာလေးကတော့ အကျွေးအမြန်ဆုံးကြည်စီတဲ့ရေတရာလေးဖြစ်ပါတယ်။ဆာမရေအကျွေးတွေပေးချာရှိတဲ့အကျွေးပူတွေများနေတဲ့ဘလို့ဆက်ဆက်မကြည်ဘူး။အရင်ကအရင်နှစ်တွေကစီးပွားရေးအဆင်ပြေတယ်ဒီနှစ်တွေမှာစီးပွားရေးအဆင်မပြေဘူးအကျွေးတွေအောင်ထပ်တင်သွားတဲ့လူဆိုတဲ့လူတွေအတွက်ဘာလို့လို့အဆင်မပြေနေဘူးဆိုတဲ့လူတွေအတွက်လှုပ်လို့ရတယ်။ဒါလေးကအကျွေးအမြန်ဆုံးကြည်စီတဲ့ရေတရာလေးဖြစ်တယ်။အရန်ကိုလွယ်ကူရိုးရှင်းတယ်။ဆာမလေးတို့ဒီလိုကျွေးပကန်းလေးတစ်ချက်ပဲလူပါမယ်။ကျွေးပကန်းအပွင့်ပါပါရောင်းပါပါရတယ်ကျွေးပကန်းဆိုရတယ်နော်။အဲ့ကျွေးပက တန်ပြောမှာဆမလေးတို့ပြယုတ်လုံးလေးတစ်လုံးကိုတင်လိုက်မယ်ပြယုတ်လုံးလေးတစ်လုံးပေါ်မှာမှာဆမတို့ဖျောင်းနိုင်အောင်အစိမ်းအောင်ပဲရပါမယ်ဖျောင်းနိုင်ဒီအစိမ်းအောင်ပဲရပါမယ်ဖျောင်းနိုင်အစိမ်းအောင်လေးကိုတင်တင်ပြီးတော့မှာဒါလေးကိုတစ်ဘက်တိုင်းဒီတစ်ဘက်အဲတလတိုင်းတလပေါ့နော်အဲတင်ပြရပါမယ်ဒါလေးကို အဲမနက်ချင်းနိုင်မှာစပြီးတော့မှထွန်းနေဆိုရင်နောက်ရက်မှလည်းမနက်ချင်းနိုင်နောက်ရက်မှလည်းမနက်ချင်းနိုင်တကယ်လို့ကိုကဒီနေ့မှမနက်ချင်းနိုင်မှမထွန်းနိုင်ဘူးကိုကအလုတ်သွားအလုတ်ပြန်လာရတယ်ညချင်းနိုင်မှလုံနိုင်တယ်ည9နိုင်မှလုံနိုင်တယ်ဆိုလဲကိုလုံနိုင်တဲ့အချိန်နေပေါ်မူတည်ပြီးတော့မှလုံလို့ရတယ်အဲဒီကျွေးပကန်လေးတစ်ချက်လိုမယ်ဒီလိုပရုပ်လုံးအသေးလေးရတယ်အကြီးလေးရတယ်ဒီလိုလေးပေါ်မှာအဲဒီဖျောင်းနိုင်အစိမ့်လေးပေါ့နော်ဖျောင်းနိုင်အစိမ့်ပဲရပါမယ်ကြံတဲ့အယောင်တွေလုံးဝလုံးဝလုံးဝမရပါဘူး ချိန်လေးကိုတော့အတိအကျလုပ်ပေးပါအဲ့အချိန်လေးကတော့ဇမတို့အဲတကယ်လို့မနေ့ရှင်းနိုင်မှာလုံနိုင်တဲ့အင်ရှင်မတွေကမနေ့ရှင်းနိုင်မှာထွန်းနိုင်တယ်ဆိုမနေ့ရှင်းနိုင်မှာလုံ9နိုင်ဆို9နိုင်မှာလုံမဟုတ်ဘူးကွာအလုတ်တော့အလုတ်ပြန်တက်ရတယ်ဆိုလို့ရှိရင်ညရှင်းနိုင်မှာလုံနိုင်တယ်ည9နိုင်လုံနိုင်တယ်အဲ့လိုအရှင်ကိုလုတ်ရတယ်နော်အဲ့ဒါလေးကိုဒီပုံလေးကိုတင်တင်ပြီးတော့မှမီလီထွန်းပေးရမယ်တပတ်တန်ဒီတပတ်တလတန်ဒီတလလုတ်ပေးရမယ်ပေါ့နော်အဲ့ဒါလေးလုတ်တဲ့အချိန်မှာမဟာသမရတုတ်လေးရွတ်ပေးရမယ်ပေါ့နော်မဟာသမရတုတ်လေးရွတ် ပေးရမယ်။မဟာတမယတုတ်ကလေးကကိုယ့်ရဲ့အသက်ဆေးရုပ်ပေးရမှာဖြစ်ပါတယ်။ဒီရလေးကိုနေထရအဖက်ကိုမျက်နှာမူမူပြီးတော့မှအရှိဘက်ရက်ကိုမျက်နှာမူပြီးတော့မှဒီလိုဖျောင်းနိုင်အစိမ်းကလေးကိုဒီသမားတို့ဒီပယုံလုံးလေးပေါ်မှာဒီလိုလေးတင်ပယုံလုံးလေးကိုအပေါ်မှာတင်ပြီးတော့မှထုံရမှာဖြစ်ပါတယ်။အဲ့ဒါဘာအတွက်ကောင်းလဲဆိုရင်အကျွေးပူမိနေတာ နော်အကျွေးတွေနဲ့ပတ်သက်ပြီးဘယ်လောက်ဆက်ဆက်မကြည့်တာလုပ်ငန်းတွေအဆင်မပြေရကိုကအရင်နှစ်ကအဆင်ပြေလာတယ်ဒီနှစ်မှာလုံးဝအဆင်မပြေဘူးဘာလို့လို့အဆင်မပြေဘူးလုပ်ငန်းတွေပတ်သက်ပြီးရက်ဆိုင်နေရတဲ့လူတွေပဲဖြစ်ဖြစ်အကျွေးနုံနှစ်နေတဲ့လူပဲဖြစ်ဖြစ်အတိုးနုံနှစ်နေတဲ့လူပဲဖြစ်ဖြစ်အရန်အဆင်ပြေတယ်မဟာတမယတုတ်ကလေးကမိမိအသက်30ဆိုလို့ရှိရင်33 32 33အထိရွတ်လို့ရတယ်အသက်50ဆိုရင်55အထိရွတ်လို့ရတယ်နော်အဲပူပူပြီးရွတ်ပြရပါဘောနော်အခြေဖက်ရက်ကိုမျက်နှာမူမူပြီးပြီဆိုလို့ချင်းရင် ဒီမဟာတမယတုတ်ကလေးကိုတထိုင်နဲ့မရွတ်နိုင်ဘူးဆိုလို့ရှင်တော့ကိုထိုင်နေနဲ့အဝေးခေါင်းနေရင်နဲ့အိတ်နေရင်နဲ့စားနေရင်နဲ့တွားနေရင်နဲ့လည်းရွတ်လို့ရပါတယ်အားလုံးအဆင်ပြေကြပါစေအကျွေးနွမှာအမြတ်ဆုံးလွတ်ငင်းချမ်းသာကြပါစေ